ကဲသားတို့သူတို့ရေအားလုံးမင်္ဂလာပါဆရာတော် KG Maths ကိုတင်တဲ့ဆရာဖုန်းသားစဉ်တွင်ဖြစ်ပါတယ်ကဲဒါဆိုသားတို့သူတို့ရေဆရာတို့เนาะ Maths เนาะသင်္ချာဆိုတာတကယ်ပြောဖို့ကောင်းပါတယ်เนาะလေ့လာတာပြီးသွားရင်သားတို့သူတို့ဘဝမှာလည်းသင်္ချာကအရေးကြီးတယ်ကဲဒါဆိုဥမာအဖြစ်ဆိုပါစို့เนาะသားတို့သူတို့ကဈေးကိုသွားတယ်ဟုတ်ပြီလားဈေးကိုသွားလို့ရှိရင်ဥမာဈေးထဲမှာဒါပန်းသီးရေရောင်းနေပါဆိုတော့ဒီပန်းသီးကိုသားတို့သူတို့ကဝယ်မယ်เนาะဈေးသေးစီမှာမေးလို့ရှိရင် နော်ဥမာပန်းသီးဘယ်နှလုံးဝယ်မှာလဲဟုတ်တယ်မလားတစ်လုံးဝယ်မယ်နှလုံးဝယ်မယ်သုံးလုံးဝယ်မယ်လေးလုံးဝယ်မယ်ငါးလုံးဝယ်မယ်အဲစသည်အဖြစ်ဗာလဲပန်းသီးဘယ်နှလုံးဝယ်မလဲနော်လို့အရေးအတွက်တင်နေပြောရတာရှိတယ်ပြီးသွားရင်လည်းပန်းသီးဝယ်မယ်ဆိုရင်ဒီတိုင်းအလကားပေးလာဝေဘူးလေဟုတ်တယ်မလားပတ်စံပေးရတယ်ဟုတ်တယ်မလားတစ်လုံးတစ်ထောင်တစ်လုံးနှစ်ထောင်အဲစသည်အဖြစ်လူမျိုးပါစံပေးရတယ်ဇောသားတွေဒီဆရာတို့ပြောရရင်ဒါကိန်းကနန်းနေအည်ွတ်တွေပဲเนาะဇောသားတို့မျိုးနေစဉ်ဘဝမှာ သင်ချာဆရာကုနာပြောလို့သုံးရတယ်နော်ကဲဒါဆိုရင်သင်ချာသင်ရတာပြောဖို့လည်းကောင်းသလိုအရေးလည်းကြီးတယ်ကဲဒါဆိုရင်ဒါသူတို့ရေဒီသင်ခန်းစာမှာဆရာနဲ့ဒူဒူဘာတွေလေ့လာမလဲဆိုတော့နော်ကိန်းကဏ္ဍနေနော်ဒါသူတို့မြန်မာမှာဆိုရင်ဟလာ1 2 3 4 5 6 7 9 10ဟုတ်တယ်မလားဒါတွေရေးတွက်တယ်ဆိုတော့အဲ့ဒါတွေကဏ္ဍနေကိုဆရာတို့ကအင်္ဂလိပ်မှာရောဘလို့လေးနော်ရေးတွက်မလဲနော်အင်္ဂလိပ်လိုဘလို့လေးရေးတွက်ကြမလဲနော်ဒါတွေကိုဆရာတို့က လေ့လာကြမယ်ပြီးသွားရင်ကိန်းဂဏန်းတွေကိုအတူတူဒါရုသမီးတို့နဲ့ဆရာတို့နဲ့ count လုပ်ကြည့်ကြမယ်ကဲဒါဆိုရင်ဆရာတို့ဒီသင်ခန်းစာလေးကိုစလိုက်ကြအောင်